ပဲဂိုးတိုင်းဗရောင်းမြို့နယ်တဲကကြေးရွာ32ရာကစိုက်ခင်းနေမှာလဲပိုင်ရှင်တွေရဲ့သဘောတူညီချက်မရှိပဲရေနံရှာဖွေရေးကုမ္ပဏီတွေကဝင်ရောက်တူးဖော်နေကြတဲ့အတွက်မကြေမနက်ဖြစ်နေကြပါတယ်ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာဗရောင်းမြို့နယ်တဲကတုတ်ကင်းအုပ်စုထောက်ကြံကုန်းအုပ်စုကြီးတော်အုပ်စုကုန်းကလေးအုပ်စုကွင်းလာအုပ်စုစတဲ့ကြေးရွာအုပ်စုတွေက32ရာရဲ့စိုက်ခင်းနေမှာ CEOG ကုမ္ပဏီရဲ့ကုမ္ပဏီခွဲတွေက မူလလည်းပိုင်ချင်တဲ့ခွင့်ပြုချက်မရှိပဲဒီနယ်ရှာဖွေတူးဖော်နေတဲ့အတွက်မကျေနပ်ဖြစ်နေကြတာပါကျွန်တော်ရဲ့အလဲထဲမှာကျွန်တော်တို့မတိပဲနဲ့တပေးလောက်ရှိတဲ့ပေးလေးတယ်ရှိတဲ့ပိုက်ကြီးနဲ့လည်းတူးပြီးတော့မိုက်နေလည်းမြုပ်သွားတာတပေးလောက်ရှိတဲ့မိုက်နေသုံးခုဆက်ပြီးတော့မြုပ်သွားတာလေအဲ့ဒါကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့လက်သမားတွေကဘလုံးနေမှာပါကျွန်တော်တို့အာရီယာတွေလည်းမြပါတယ်အဲ့ဒီဒေတာမှာရင်းနယ်စမ်းသပ်ရှာဖွေတူဖော်မှုတွေကိုစင်ကာပူရှေ့တိုင်း Central Asia Wyan Gas Company CAOG ကုမ္ပဏီနဲ့ မြမရင်နဲ့တဘာဝတန်ခွေလုပ်ငန်းတို့ပူးပေါင်းလုပ်ကင်နေကြတာပါကျွန်တော်တို့နှစ်ဖက်ဟိုသူတို့တာဝန်ယူမှုတာဝန်ခံမှုတွေကျွန်တော်တို့ကတောင်းခဲ့ပါတယ်တောင်းခဲ့တာသူတို့မပေးနိုင်ဘူးမပေးနိုင်ခဲ့တော့မြို့တဲ့လူကြီးနဲ့ခေါ်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးပါမယ်လို့သူတို့ပြောပါတယ်ပြောပြီးတဲ့အခါပြောပြီးတော့နှစ်ယောက်တစ်ဘဲသူသဘောတူကကြမှာဒီလုပ်ငန်းကိုသူတို့ရပ်ထားပါမယ်လို့ပြောသွားပြောထားခဲ့တာပါနှစ်ဘဲသူသဘောတူဖြစ်ခါကြမှာပဲကျွန်တော်ဆက်အလုပ်လုပ်ပါမယ်ဆိုပြီးမင်းတို့ကခိုးကြောင်ခုတ်ခွဲနဲ့သူတို့လာတူးသွားပါတယ် စင်ကာပူခြေစိုက် CAOG ရဲ့ကုမ္ပဏီကွဲတွေကတစ်ခုဖြစ်တဲ့ Smart ကုမ္ပဏီကစိုက်ခင်းနေမှာဝင်ရောက်တူပေါ်နေပြီး FRGO ကုမ္ပဏီကတော့တူပေါ်ရာမှာလိုအပ်တဲ့ရန်ဖောက်ခွဲမှုအတွက်ရန်ထည့်ပေးရပါတယ်။ရန်တွေနဲ့ထည့်ဖောက်ခွဲပြီးမှတူပေါ်တာဖြစ်တဲ့အတွက်နောက်ပိုင်းမြေကျုံမှာကိုလည်းလဲပိုက်ခြင်းတွေကစိုးရိမ်နေကြပါတယ်။ကျွန်တော်တို့လဲသမားတွေကတော့မသိခဲ့ပါဘူး။ဒါသူတို့တွေမှမြင်ရရတာတော့လက်ပတ်လဲလောက်ရှိတယ်။တပေးအရှိမတပေးလောက်ရှိတယ်။ ရန်ပိုက်လို့တုံးတဲ့နှုတ်ထားကိုကျွန်တော်တွေ့ခဲ့လေအဲ့တော့နောက်ပိုင်းဒီဟာမိုင်းခွက်လိုက်တယ်မိုင်းခွက်မယ်လို့ပြောတယ်မိုင်းခွက်လို့ရှိရင်ကျွန်တော်တို့လယ်သမားတွေကနောက်ပိုင်းမြေကျွန်းသွားတဲ့ခါကြရင်ကျွန်တော်တို့လယ်သမားတွေဘယ်လိုအဖြေရှင်းပေးမှလဲတောင်းဝန်ယူမှုတောင်းဝန်ခံမှုဆိုတာလေသူတို့မှလုံးဝမရှိခဲ့ဘူးအခုကြေးရည်ဘက်မှာဖေဝိုင်လာ၁၀ရက်နေ့ကစတင်တူဖို့ရှာဖွေနေပြီးပြည့်စည်သွားတဲ့စိုက်ကင်းဧကလိုက်ရောကြီးပြီးဖို့တာဝန်ရှိသူတွေကစစ်စင်ထားတယ်လို့လည်းပြောပါတယ်ဒီအချုပ်ကြီးကလည်းတောင်းလို့ အောက်ကြည့်ပြီးမရှိမပြနိုင်တာအဲ့ဒါလေးကိုလည်းဒါနဲ့မှပြဿနာလေးဖြစ်သွားတာဒီအချို့လူကတော့ဆောင်းဝဲတယ်ဆိုတော့ကျွန်တော်ကဆောင်းဝဲရပါတယ်။အဝယ်ကလည်းချုံမှုရှိအောင်ကျွန်တော်ကပြင်ပြီးပြရတယ်။ကျွန်တော်ကဒီဥပ္ပိကုံကြီးကတော့တောင်းဝန်ခံပါပါဆက်သေးတယ်မှာရဲ့ဒီဥပ္ပိကကတောင်းဝန်လေးအောင်ပြန်လိုက်တယ်။ဒီအလားလိုက်တဲ့ဆဲကိုစပြီးတော့ကျွန်တော်အပြင်ကရုပ်ကြီးကိုစပြီးတော့ပြပါလား။အဲ့ဒါဆက်နေပြပိုင်လာ၂၁ရက်နေ့မှာ ကြံကြီးဘက်ကရင်းနယ်ဆန်းသက်ရှာဖွေတူဖော်ခဲ့တဲ့စိုက်ခင်းတွေအတွက်ရော်ကျင်းငွေ390ပေးဖို့ရှိပေမဲ့မြန်အောင်နဲ့မထောင်ဘက်ကစိုက်ခင်းတွေနဲ့ပတ်သက်ပြီးလာရောက်ကြည့်ကျူးစစ်ဆေးတာတွေမလုပ်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။ကျမခင်မင်းစောပါရှင်။